ဘဘုတ်သင်းကိုတော်တော်ကြီးကိုအားပေးလာတဲ့ပရိသတ်တွေပေါ့နော်ဆလာကိုဝေဖန်တာရင်ကျွန်တော်တွေ့ရတယ်ဒီဟာကိုကျွန်တော်ကဘလုံးပရိသတ်တယောက်အနေနဲ့ကျွန်တော်မြင်တဲ့အခါမှာကျွန်တော်တို့ကဒါသိပြီးတော့အဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လီဗာပူးဒီနေ့မှာလောက်ထိကောင်းလာတာလီဗာပူးချန်ပီယံစုတွေယူခဲ့တာဘယ်သူကောင်းလို့လဲဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အဖြေရှာကြည့်မယ်ဆိုလို့ရှင်ဆလာကောင်းခဲ့လို့ဆိုတာရောအများကြီးပဲအဲ့တော့ဆလာလည်းနည်းနည်းလေးလေးကြာလာအောင်ဆလာကိုဝိုင်းပြီးတော့ပြောချင်သူတွေပြောနေတယ်ဆိုတဲ့အနေထားကဆလာအတွက်လုံးဝပြတ်တတ်မှုမရှိဘူးလို့ကျွန်တော်ပြောချင်တယ် င်္ဂလာပါကိုကြီးလေးတို့ရေမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒါပေါ်တော့ဒီခုဒါကျွန်တော်တို့ the premise ဘောရဲ့ဒါပွဲချုပ်သွားတဲ့ season ပေါ့เนาะဒါအခုကျွန်တော်ပြောဖို့ရွေးထားတဲ့ပွဲကတော့ဒါလုံးဝနိုင်ဝဲလို့နေတဲ့ Liverpool သင်းရဲ့ပွဲစပေါ့เนาะ Liverpool နဲ့ Villa ဒါ Super Sunday ရဲ့မနက်အစောပိုင်း2နာရီပွဲပေါ့เนาะ အလောဦးကတော့ကျွန်တော်ဆန္ဒပြောသူပေါ့နော်နိုင်ပွဲမဖြစ်မနေလိုအပ်နေတဲ့အသင်းဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့စီစဉ်ရထုံးစံတိုင်းပေါ့နော်ဒါအင်ရှင်လီဗာပူးဘက်ကနေပြီးတော့အကိုရဲလင်းတို့ရဲ့အမြင်လေးနေပေါ့နော်ဒါစားလိုက်ချင်ပါတယ်အာလီဗာပူးကဒီကာဘောင်ကထွက်လိုက်ရတာပဲကောင်းတယ်လို့ကျွန်တော်ကတော့ပြောချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တို့မှာအိုင်အွန်ဆိုက်တရားကဒီဖလားကနှလုံးကြံပဲပေါ့ဒီ FA ရဲ့ပရီးမီးယားလိရဲ့ပေါ့နော်ဒီပရီးမီးယားလိကတော့ဒီတရှိခြေစွမ်းရဆိုရင်တော့ချန်ပီယံဆုကိုပြန်ကာကွယ်နိုင်မယ်လို့ပြောဖို့တော့ခက်တယ်ဗျာ ဒါပေမဲ့လည်းတို့ top 4လောက်ကတော့တို့စူးစမ်းလို့ရရဲ့ FA plus ဆိုရင်လည်းဒါကတကယ်တင်ကြကံမယ်ဆိုတော့ဖြစ်နိုင်တယ်ဆိုတော့ဘန်းနောက်ပေါ်မှာတော့ရှိရပါတော့ဒီပဲလေးနဲ့ပွဲမှာဆိုလည်းဒီတပါဘူးတင်ကဒီ3 pack ကိုစမ်းပြီးတော့ကစားတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်ဗျအဲဒီ Robertson တို့ပါတော့နောက်မှာ Robertson တို့ Ando တို့ကိုနောက်မှာထားပြီးတော့အဲ့လိုပုံစံမျိုးပြီးသွားသွားကြည့်တာပေါ့နော်အဲ့လိုအခြေအနေမှာဒီကောင်းမွန်တဲ့ပုံစံလေးကြီးတော့မြင်တော့မြင်ရတယ် ဒါကလည်းဒီတော့လာမဲ့ပွဲမှာအလေးစတော့သုံးလာမလားပေါ့နော်ဒါတော့ကျွန်တော်တစ်ချက်တော့ကြည့်ရဒီအကယ်လို့များ3 bet သွားမယ်ဆိုရင်ဒီ win bet မှာဆိုရင်တော့ဒီ friend bound ကခုတက်ပေါ်ပြီးတော့ကောင်းလာနိုင်တယ်ဆိုတော့မျှော်လင့်ချက်လေးတော့ရှိလာမယ်အဲ3 bet ကစားဖို့လုံလောက်တဲ့လူချင်းစုွဲရှိလာဆိုရင်တော့နောက်တန်းမှာဆိုတော့ van dyke တို့ corner တေးပြီးတော့ robertson ကို win ကစားခိုင်းလို့တော့ဖြစ်တယ်ပေါ့နော်ပြီးွားတဲ့အခါမှာဒီအလဲမှာဆိုလဲဒီ composure မြင့်နေဘောလုံးကိုထိန်းထားနိုင်တယ်ပြီးတော့ လောအောင်ရောဒီဖန်နီးနိုင်စရာကောင်းတယ်ကိုယ့်နဲ့လူတွေဒီဘက်မှာရှိရပါတော့ဒီ ground back ရှိမယ် support line ရှိမယ် cut jaw ရောရေပြီးတော့ pronoun back ပေါ့ pronoun back ပေါ့နော်သူတို့ဒီကစားမတွေတော့ရှိရပြအကယ်အဲ့လိုပုံစံမျိုးဆော့မယ်ဆိုရင်တော့ဖြစ်နိုင်ဒီလေးတွေတော့ကျွန်တော်မြင်ရတယ်ဒီဘက်ကတော့ဒီ4222ပေါ့အဲ့ပုံစံနဲ့လေသွားလို့တော့ရတယ်ဗျဒါပေမဲ့အဲ့ပုံစံသွားမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ sala ကိုတော့ line ရတော့ခဏတော့အောက်ရလိမ့်မယ်ဒါလည်းဒီ အရှိချိန်ရဆိုတော့ဆာလာကပုံမှန်ခြေစမ်းမရှိနေတာတကြောင်းပေါ့နော်ပုံမှန်ခြေစမ်းပြန်ရဖို့တော့ပေါ့ခဏလောက်လိုင်းရဲ့အောက်တာပဲဖြစ်ဖြစ်လူစားလဲဝင်ကစားခိုင်းတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးသွားမယ်ဆိုရင်တော့ဒီဆာလာရဲ့ legacy လည်းမထိခိုက်တော့ဘူးဆာလာနေနဲ့လည်းပို့ပြီးတော့ကောင်းလာနိုင်တယ်လို့ကျွန်တော်ကယုံတယ်ပေါ့နော်ဒါကသူ့ရဲ့ဒီ legend တယောက်ကိုသိရမလားဒီတိုင်းခြေစမ်းမပြနိုင်တဲ့အချိန်မှာဆက်ပြီးတော့ကိုယ်နဲ့ထည့်ထားတာကဒီပြိတ္တတွေနဲ့ကစားမားတဲ့ဂျာမှာပုတ်တက်မှုတွေပို့ပြီးတော့ဖြစ်စေရပေါ့နော်ဒါကြတော့အမြင်ပါနောက်ထပ်လည်းဒီ ဘေဘာဘူးမှာအဓိကပြဿနာတက်နေတဲ့အရာကကြတော့ဒီခံစစ်ပိုင်းပေါ့နော်ဘေဘာဘူးရဲ့ခံစစ်က organize လုံးဝမဖြစ်ဘူးဗျပြောရမယ်ဆိုရင်ဒီခံစစ်ကိုယ်နယ်ကကြတော့ဒီ support line တို့ cartridge zone တို့ grammar ဘက်တို့ပိုင်နည်းနည်းလေးခံကန်လို့ရသေးရဲ့ခံစစ်ကကြတော့ဘယ်လိုလဲဆိုတော့တော်တော်လေးဟိုမှာအဆင်မပြေဘူးဒီအမြင်ဘောတွေလည်းအားနေတယ်ပြီးွားရင်သူတို့ပဲလေးနဲ့ပွဲမှာဆိုလည်းပေးလိုက်ရတဲ့ goal တွေဆိုတော့ ဒီတက်ဆက်ကစားမတယောက်ကဒီအရောင်ပြပြီးတော့ marketing marketing ကိုခေါ်သွားတဲ့ချိန်မှာနေရာလောက်ကပေါ်အောင်အဲ့နေရာလောက်ကနေပြီးချက်ချင်းပဲတွင်းသွားတာ။ဒါမျိုးတွေကကြတော့ဒါအတင်းကြီးတင်းရဲ့ခံစစ်အစဉ်တန်းမျိုးတော့မဟုတ်ဘူးဗျာ။တော်လေးကိုမှပြရပြရခက်တယ်။ပြီးတော့ဒီတည်ငြိမ်မှုမရှိတဲ့ခံစစ်စုခွဲ့ပုံလေးရောဖြစ်နေရမှာ။ဒါလည်းဒီတပါဘူးအတင်းဒီရီမှာကြာဆင်းလာတဲ့တောင်းညာတောင်းရရတဲ့မှာဒီခံစစ်ကစားပုံကတော့ဖေဆုံးမှရှိရလို့ကျွန်တော်ကတော့မြင်နေပါတော့။တစ်ဖက်ကဒီ villa တင်းကကြတော့လေ အဲဘလိုတွေကောင်းလဲဆိုတော့သူကကျတော့ကော်နာတွေအမြင်ဘောတွေကိုကြာသူကအဲ့ရတဲ့ကိုတင်တင်လိုက်တယ်တင်လိုက်တယ်ဆိုပေမဲ့ဒါသူတွေအဓိကလိုချင်တာအဲ့ဒါမဟုတ်အေရီယာထိတ်ကိုပြန်ကြတဲ့ဘောလုံးတွေကိုသူကလိုချင်တာဘာဖြစ်လို့ဆိုတော့အဲ့ဒီအေရီယာထိတ်ကနေပြန်ကန်တဲ့အပိုင်းမှာဒီလာတဲ့ကကောင်းတယ်ဒီကက်စ်တို့ဒီမကင်းတို့ဒီဖိုနီယာတို့ဘာဒီကစားမရအဲ့လိုအိညာလောင်းနေကန်ကောင်းနေပြဒီဘာဟုတ်သိနေတဲ့ဒါတွေကိုတားဆီးဖို့ကတော့နည်းနည်းတော့ခက်ခဲနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေတော့ကျွန်တော်တို့မြင်နေလက်ရှိအချိန်ကြီးဆိုတော့ဒီ ဒီပါဘူးကရှုံးပွဲတွေလည်းဆက်နေတယ်။အန်ပီလည်းဖြစ်နေတယ်ပေါ့နော်။ဒီပုံမှန်တိုင်းဆိုရင်တော့ဒီဘဲမှာကဒီပါဘူးပြည့်ရတွေကသာဒီဘဲကိုသုံးသိနေတယ်ဗျာ။ဘာလို့လဲဆိုတော့ဒါမှလည်းသူတို့ကနီးပြအကြောင်းလည်းဖြစ်မယ်ပေါ့။နောက်လာမယ့်ပွဲရပို့ပြီးတော့ခတ်ခတ်တယ်။ Real ရော Messi ရောဖြစ်နေရောကျွန်တော်ကတော့ဒီဘဲမှာလီဗာပူးအနေနဲ့ဒီအင်ကွင်းကြီးမှာထပ်ပြီးတော့မရှုံးတော့ဘူးလို့တော့ကျွန်တော်ကတော့မျှော်လင့်ပါတယ်။ဟုတ်ကဲ့ပါဘောနော်ဒါကျွန်တော်တို့လက်ရှိ Liverpool ပေါ့နော်ဒါမမျှော်လင့်ထားဘဲနဲ့ကျွန်တော်တို့ဆိုးနေတယ်ပေါ့နော် မမျောလိုက်တာတော့မဟုတ်ပါဘူးဒါဆလော့ကသူ့ရဲ့ပုံစံလှုပ်လိုက်တဲ့အချိန်မှာတော့ဒါပေါ့နော်ဒါလီဗာပူးကဆက်လက်တည်းတော်ဆိုးွားတဲ့ပုံစံမျိုးပေါ့အဓိကကတော့ဒါသူ့ရဲ့လိုအပ်ချက်တွေကြောင့်ဖြစ်သွားတယ်ပဲပြောရမှာပေါ့နော်အဲ့တော့ဒါလီဗာပူးအကြောင်းလေးတွေကိုပြောမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ခုဆိုလို့ရှိရင်တော်တော်လေးကိုရလက်တည်းဆိုးနေတယ်ဒါနိုင်ပွဲဆိုလို့ဒါဂျာမန်မှာကစားထားတယ်ဒါဖရန့်ဘက်နဲ့ဒီချန်ပီယံလိပွဲပဲရှိတယ်ပေါ့နော်ဒီလိုအခြေအနေဖြစ်နေတယ်နောက်ဆုံးကစားထားတဲ့ခုနှစ်ပွဲမှာလီဗာပူးက6ပွဲအထိတော့မှရှုံးထားတယ်ပေါ့နော် အဲ့တော့ရောက်ဆုံးကစားနိုင်တဲ့ခဏပွဲမှာ6ပွဲရှုံးထားရတော့တကယ်တော့များတယ်။ဒါလီဗာပူးလိုအသင်းမျိုးအတွက်ဒီအရာကကျွန်တော်တို့ဘလို့မှလက်ခံနိုင်စရာအကြောင်းတော့မရှိဘူး။ဒါပေမဲ့နီပြာစလော့ကပြီးခဲ့တဲ့ဘောလုံးရာသီကအသင်းအတွက်ချန်ပီယံဆုကိုယူပေးထားတဲ့နီပြာဆိုတော့သူကဒီချက်နဲ့တော်လေးကိုခံတာနေလို့ပြောလို့ရတယ်။ဒါပေမဲ့နောက်ထပ်ထပ်ပြီးတော့ရှုံးလို့တော့မရတော့ဘူးပေါ့နော်။ဒီလိုအပိုင်းလေးတွေရှိတယ်ပေါ့နော်။အဲ့တော့ဘလို့လဲပြောလဲဆိုတော့အခုလက်ရှိဖြစ်နေတဲ့အနေအထားကကျွန်တော်တို့အရင်တော့ကမန်ယူဆိုသလိုမန်ယူဖြစ်နေတယ်လို့မျိုးလီဗာပူးကဖြစ်နေတာပေါ့နော်။ ဘယ်လိုလဲဆိုတော့လက်ရှိဘောလုံးအသင်းတွေပေါ့ရလက်မကောင်းတဲ့အသင်းတွေရလက်ကောင်းလို့ချင်လာလီဗာပူးနဲ့ကန်လာအဲ့ဒီရလက်ကောင်းပါလိမ့်မယ်ဒီလိုမျိုးကိုဖြစ်နေတာပေါ့နော်ကျွန်တော်အရင်ရာသီတုန်းကဆိုလို့ရှိရင်လည်းပေါ့ရလက်မကောင်းတဲ့အသင်းမန်ယူနဲ့ကန်လာရလက်ကောင်းရတယ်ဆိုတဲ့အနေအထားမျိုးရှိတာဟုတ်အခုကျတော့ရလက်ကောင်းလို့ရှိတဲ့အသင်းကလီဗာပူးနဲ့ကန်အဲ့ဒီရလက်ကောင်းရမယ်ဒီလိုပုံစံမျိုးတော့မှာလီဗာပူးကဖြစ်နေရလို့ပြောလို့ရတယ်ပြောချင်တဲ့သဘောကကျွန်တော်ပေါ့နော်ဒီဘောလုံးလောကမှာအပြောင်းလဲတွေကအများကြီးမြင်မြန်ဆန်းဆန်းဖြစ်တယ် ဒီသင်ကဒီနေ့မှာချန်ပီယံဖြစ်နေပြီပဲနောက်ရည်ကြလို့ရှိလို့ရှိရင်ကစားသမားတွေရဲ့အသက်အရွယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီကစားသမားတွေမှာအသက်တွေဝင်လာနိုင်ရှိတယ်ဒီလိုအခြေအနေမှာအသင်းသင်းသင်းရသူ့ရဲ့ထိတ်တန်းစစ်မှာအမြဲတမ်းရပ်တည်နေနိုင်ဖို့ဆိုတာတိတ်တော့လွယ်ကူတဲ့အရာတော့မဟုတ်ဘူးအဲ့တော့လီဗာပူးကတော့ခုဒီလိုမျိုးအနေထားလေးတွေကိုကြုံနေရတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ကဒီလီဗာပူးကိုကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးရဲ့လိုအပ်ချက်တွေမှာဒီပြ slot ရဲ့ ဟုတ်ဒီဘောဟိုအားနဲ့ချက်တွေအများကြီးပါလို့ကျွန်တော်ကပြောချင်တယ်ဘယ်လိုမျိုးလဲဆိုတော့သူလူတွေခေါ်ထားတယ်ဗျာသူလူတွေခေါ်ထားတာမှာတော်တော်ခေါ်ထားတယ်သူခေါ်ထားတဲ့လူတွေအဆင်ပြေလားဆိုလို့ရှိရင်အဆင်မပြေဘူးကျွန်တော်တို့ဒါဘောအလွယ်တကူပြောမှဆိုရင် friend bond ရှိတယ်ဒါကျွန်တော်ဘောတော့ privacy မယ်ဘောနော်ပြီးတော့နောက်တစ်ခုဟို ်အဆက်ရှိမယ်ပေါ့နော်အဆင်ပြေဘူးဒါပေမဲ့ဒီကစားသမားတွေကပြီးခဲ့တဲ့ရာသီတုန်းကဆိုတော့ကျွန်တော်သူတို့ရဲ့သက်ဆိုင်ရာကလပ်တွေမှာရန်ကောင်းတဲ့ကစားသမားတွေလီဗာပူးကိုရောက်လာမှာတော်တော်ကြီးသူတို့တိုင်ပတ်နေတဲ့အနေအထားမှာတော့ဒါနီးပြားရဲ့လိုအပ်ချက်ကအများကြီးအရေးပါတယ်ဘယ်လိုမျိုးလဲဆိုတော့ပတ်စံတွေအများကြီးတုံးတယ်ခေါ်ကျင်တဲ့လူကောင်းတွေခေါ်တယ်ဒီလူတွေရောက်လာတယ်ဒီလူတွေကိုအဆင်ပြေအောင်လုပ်ရမှာနီးပြားရဲ့အလုပ်ဖြစ်တယ်ဒီလူတွေကိုအဆင်ပြေအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါကနီးပြားအသုံးမချဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီလိုအခြေအနေမျိုးရှိတယ်ပေါ့နော် တော့တခုတောင်ပေါ့နောက်တခုတောင်လီဗာပူးရဲ့ရလက်ဆိုးတွေမှာကျွန်တော်တို့ထပ်ပြီးတော့ပြောမယ့်အကြောင်းအရာတခုရှိတယ်ဒါကတော့ဘိုးသမားပေါ့နော်ဒီလိုအချိန်မှာတော့လီဗာပူးတင်းကသူတို့ရဲ့အရင်တော့အရန်ဘိုးသမားဖြစ်တဲ့ကယ်လန်ဟောက်ကိုပြန်ပြီးတော့လွမ်းနေမယ်လို့လည်းကျွန်တော်ထင်တယ်လီဗာပူးရဲ့ဘိုးသမားနေရာကလည်းတော်တော်ကြီးပေါ့နော်ဒါအားလည်းချက်ကြီးပါတယ်အဲ့တော့ကျွန်တော်တို့လီဗာပူးကိုကြည့်မယ်ရာသီစမှာလီဗာပူးကကတ်နိုင်တယ်နောက်တစ်ခုကျွန်တော်တို့ကတော့ပွဲလေးနေနေလေးဆက်လာတဲ့အခါမှာလီဗာပူးရှုံးပွဲလေးကြောင်လာတယ်အခုဆိုလို့ရှိရင်တော့လီဗာပူးကအရန်ကိုရှုံးနေဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ် ရလကမငြိမ်ဘူးပေါ့ဗျာအဲ့တော့ဒီ area အားလုံးကိုကျွန်တော်တို့ကပြန်ပြီးတော့ချုပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကစားမအစ်စ်တွေဝင်လာတယ်ကစားမအစ်စ်တွေအသင်းနဲ့အံမွေဘူးဒီဘက်ကိုလည်းပြရလဲအဖြေမရှာပေးနိုင်ဘူးပြီးခဲ့တဲ့ဘောလုံးရတွေကအထိုင်လေးကိုနည်းနည်းလေးတော့ဖျက်လိုက်တယ်ဒီလိုအခြေအနေဖြစ်တဲ့အခါမှာတော့ Liverpool ကဒီလိုမျိုးဇက်တိုက်တွေရှုံးလာရလို့ပဲပြောရပါမယ်ပေါ့နော်ဒါခုဆိုလို့ရှိရင် Liverpool ရဲ့ Anfield ကိုပေါ့နော်ဒါ Anfield မှာအေးဟာလို့လို့မရဘူးဆိုတဲ့အနေထားလေးတွေပေါ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါတော်တော်လေးကို ခြေပန်းစားပါတယ်ပြင်းထန်နေတယ်ဒီလိုအခြေအနေမျိုးဖြစ်မှာပဲလီဗာပူးကသူ့ရဲ့အန်ဖီမှာလည်းကံပြပွဲတွေစတိုက်လို့ရှုံးနေရတာလည်းဒါဝန်တော့တိုက်ဆိုင်မှုတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့အခုဒီကစားမဲ့အန်ဖီကွင်းပွဲမှာတော့လီဗာပူးနိုင်ဖို့လိုလိုတယ်ဒါလီဗာပူးကနောက်ဆုံး9ပွဲမှာ6ပွဲတိရှုံးထားတယ်ဆိုတဲ့အရာတွေကိုမေ့လိုက်ဖို့လိုတယ်ဒီအရာတွေကိုမေ့လိုက်လက်ရှိတော့မှာအန်ဖီမှာနိုင်ဖို့ပဲဒီဥစ္စာကိုပဲဒီဘီလာနဲ့ပွဲမှာလောက်အောင်ပဲနောက်တစ်ခုကကျွန်တော်ပြောချင်တာဆာလာပေါ့ဗျာဒါဆာလာကိုကြာဝါးပြီဆိုပြီးတော့ဒါပြောကြပါမယ် ဆလာဟူဂျာဝိုင်းဆိုပြီးပြောတဲ့အခါမှာဆိုတော့ပြီးခဲ့တဲ့အပတ်တွေတော့ကဒါလူဘဘူးရလက်လေးဆိုးတဲ့အခါမှာလူဘဘူးတင်းကိုတော်တော်ကြီးကိုအားပေးတာတဲ့ပြိသက်တွေပေါ့နော်ဆလာကိုဝေဖန်တာရင်ဆိုတော့တွေ့ရတယ် အဲဆလာဘာဖြစ်လဲညဖြစ်ပဲပရိုလေးကိုတော့ပြောတဲ့အစဉ်အနေထားတွေကအစဉ်မပြေရဲ့ဝင်ပန်ချက်တွေတွေ့ရတဲ့အခါမှာဒီရာကိုကျွန်တော်ကဘောလုံးပရိသတ်တယောက်အနေနဲ့ကျွန်တော်မြင်တဲ့အခါမှာကျွန်တော်တို့ကသာသိပြီးတော့အစဉ်မပြေဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ Liverpool ဒီနေ့မှာလောက်ထိကောင်းလာတာ Liverpool Champions League ယူခဲ့တာဘယ်သူကောင်းလို့လဲဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အဖြေရှာကြည့်မယ်ဆိုလို့ရှင်ဆလာကောင်းခဲ့လို့ဆိုတာရောအများကြီးပဲ အဲ့တော့ဆာလာလည်းနည်းနည်းလေးလေးကြာလာအောင်ဆာလာကိုဝိုင်းပြီးတော့ပြောချင်သလိုတွေပြောနေတယ်ဆိုတဲ့အနေထားကဆာလာအတွက်လုံးဝပြတ်တမှုမရှိဘူးလို့ကျွန်တော်ပြောချင်တယ်။အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ Liverpool သင်ပရိသတ်တချို့ပေါ့ဗျာဆာလာကိုပြောတဲ့ပရိသတ်တွေပေါ့အရင်တော့အနေထားတွေကိုပြန်ပြီးတော့စဉ်းစားလိုက်ပါပြပြတက်တာလေးတော့ဖြစ်စေချင်တယ်ပေါ့နော်ကျွန်တော်ကဆာလာနဲ့ပတ်သက်ပြီးတော့ဒီတွဲလေးတော့ရှိပါတယ်။ကြည့်ဒါဆိုလို့ရှင်တော့ကျွန်တော်တို့ကဒါဝေးဝေးက Villa ပဲလေးကိုသွားချင်တယ်။ Villa ကလည်း Liverpool နဲ့တွေ့ကြံနေပါတော်တော်ကြီးကိုကောင်းနေရလို့ပြောလို့ရတယ်။ Villa ကြောင့်လေးပြပြပေးပါဦး။ အက်စတွန်ဗီလာကကြတော့ဒီဟာစပါရဲ့မက်ဆီဒီရဲ့ကိုပရီးမီးယားလိမှာအနိုင်ယူပြီးတော့သူလီဗာပူးနဲ့ကင်ရတာပေါ့နော်ဒီအသင်းကကြတော့သူအဝေးကွင်းနေအိမ်ကွင်းနေတိတ်ပြီးခေါင်းနဲ့မထည့်တော့သူတို့ဂိမ်းနဲ့ရောက်သွားပြီဆိုရင်သူတို့ဂိမ်းပလန်နဲ့ရောက်သွားပြီဆိုတော့အဲ့ဒီတစ်ဖက်အသင်းကသွားတာများတယ်ဗျာဘာမျိုးလေးတော့ရှိတယ်ဗီလာအသင်းကကြတော့မစင်ချင်းကစားပုံပေါ်တဲ့အပိုင်းမှာကကောင်းတယ်ဗျာဒီ platform နဲ့တက်ရက်လာတယ်ပေါ့နော်ဒါမျိုးကျွန်တော်မြင်ရတယ် ီတန်ဘက်ကိုသူတို့ခေါ်ကစားတယ်ခေါ်ကစားပြီးတဲ့အခါမှာကွန်းလယ်မှာလေဦးနာနာလို့ပြောဒေသတစ်ခုရှိတဲ့ကွန်းလယ်လူတွေကတော့ရှိရပါတော့ဘယ်လိုပြောလဲဆိုတော့ခေါ်ကစားပြီးတော့အခါမှာတောင်ပံမှာကျတော့ကစားမတယောက်ရှိအဲ့ကစားမဒီအမှန်တော့သူကလည်းအယောင်ပြဒီကစားမလူအသက်မကင်လာကြအယောင်ပြတဲ့ပုံစံမျိုးသူကလိုက်ပြီးရွေ့ရပြီးတဲ့ခါကျတော့သူကဘယ်လိုဖြစ်သွားလဲဆိုတော့သူအယောင်ပြတာကလုတ်ဖြစ်သွားတော့သူကနေရလို့ရပါအောင်အဲ့တော့မှပဲအစော်ဗီလာဆက်ပြီးသွားတဲ့ပုံစံမျိုးဟိုအဲ့လိုပုံစံမျိုးပေါ့နော် ရှေ့မှာလည်းဒီ working လို့ပါတော့လည်းဒီဘောလုံးကိုကင်နားနိုင်တဲ့အပိုင်းတွေရတယ်တက်ရက်တယ်ဗျာအဲမျိုးလေးရှိရယ်ဒီ Morgan Roger ဆိုရင်လည်းတော်တော်လေးဟိုမှာကောင်းနေပြောတယ်အတူတူလားတော်ဒီအစပိုင်းမှာလည်းဒီကြာလို့ဖြစ်နေပေမဲ့ online army ကအကြောင်းလဲမှုတွေလုပ်လိုက်တဲ့အခါမှာပို့ပြီးတော့ကောင်းလာတယ်ကောင်းလဲမှုတွေရမှာဘလို့မျိုးလဲဆိုတော့သူကတော့ဒီလောအောင်ကောင်းပြီးတော့ဒီဘယ်လိုလဲစိတ်သက်ရှိရဲ့ကစားမားတွေကိုပါသားပေးရဲ့ပုံစံမျိုးတော့ဒီ medical ကဆိုလဲသူကဟိုဆက်လုပ်တဲ့ချုပ်ဆိုလိုက်တယ် အဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကျရင်ဟိုမကင်းတော့ပါဘူးလေစာချုပ်လေးဆုပ်ပြတဲ့မှာပါလာလိမ့်မယ်ပေါ့နော်ဒိုက်တို့ပါတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကစားမတွေကဒီအတင်းတော့ပို့ပြီးကစားချင်းလေးလုတ်ပြချင်းလေးပို့ပြီးတော့များလာတယ်ပေါ့နော်ဒါကအတင်းတော့အများကြီးပေါ့ positive ဘက်ကိုရောက်တယ်လို့ကျွန်တော်ကတော့ဒီမြင်နေပေါ့နော်ဒီအတိအကျတော့ကြီး၆ကြီးတဲ့မှာဆိုရင်တော့ installer ကအောင်ဆိုတော့၃နင်းရှိပြီပေါ့သူတွေ့ရပါလေပါဘူးကပိုင်းတော့၃နင်းပေါ့၃နင်းလုံးကို subscribe အနိုင်ယူလို့ရရဲဆိုတော့လမ်းကြောင်းပေါ်မှာလည်းရှိတယ်အဲ့လိုမျိုးအဲ့လိုမျိုးကို ုနိုင်ရမီကလုတ်ပြတတ်တယ်ဗျ။အဲ့ဒီမျိုးကတော့မထင်ရန်ကောင်းတဲ့အတင်းကြီး၃သိန်းကိုဇက်တိုက်နိုင်ယူလိုက်ပြီးတော့နောက်တစ်ပတ်လဲကြတော့ဘာမှမဟုတ်တဲ့အတင်းကြီးကိုရှုံးွားတာမျိုးလို့ပြောတယ်။အဲ့လိုမျိုးတွေကအဆုံးပြီးလာတဲ့ online အမီတော့အများနဲ့ဖြစ်နေကြ။လက်ရှိနေသားရတယ်ဘာဘုကလည်းပေါင်ကပြတ်နေတယ်။သူ့အနေနဲ့ဒီဒီပွဲမှာသူကမရှုံးရင်တော့အဆင်ပြေဆိုတဲ့လမ်းကြောင်းပေါ်ရောက်နေတယ်။ show project တွေကကြတော့ show နေကြတာပေါ့နော်။ခါလေးစလော့ကိုထုတ်နေကြတော့အဲ့လိုချင်းနေမျိုးမှာ online အမီတော့အရန်တက်နေတာနဲ့တိုးရင်တော့အဆုံးပြီးလာရလက်ကိုကောင်းခြင်းလိမ့်မယ်။ ကိုကောင်းနိုင်တယ်ဗောနော်ဘိုင်ဘိုလေးတော့ကျွန်တော်ကမြင်ရတယ်ဗျဟုတ်ကဲ့ပါဖီလာဗောနော်ဒါဖီလာကတော့တော်တော်ကောင်းနေရဲ့ဖီလာလို့ပဲပြောရမယ်ရာသီအစတော့တော့ချင်းတော့ပေါ့အခုတော်တော်ကောင်းနေရဲ့ဂျားထဲမှာတော့ဒါယူရိုပါလိမှာတော့ရှုံးခွဲတော့ဂျုံထားတယ်ဒါပေမဲ့ယူရိုပါလိရှုံးခွဲကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်ဖီလာကဟုတ်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်စပါးကိုနိုင်တယ်ဒါဒီရာသီစပါးကောင်းတာပဲပြီးတော့မန်စီးတီနိုင်တယ်မန်စီးတီလည်းကောင်းတာပဲဗောနော်ဒါစပါးမန်စီးတီနှစ်ပွဲဆက်နိုင်ထားတယ်အဲ့တော့သုံးပွဲဆက်လီဗာပူးကိုနိုင်ဖို့ဖြစ်မလားပေါ့ တကယ်တော့ဗီလာကလီဗာပူးကိုလေ၃ပွဲဆက်နိုင်လိုက်မယ်ဆိုလို့ရှိရင်အရင်ပြန်လွယ်လုံးနေမလားပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမလွယ်တဲ့အရာတွေရှိတာဟုတ်ကျွန်တော်ဒီဟာဒီပွဲပေါ်တော့ဒီလိုလေးကျွန်တော်တွေးတယ်နောက်တစ်ခုကကိုယ်ရင်းတော့ပြောသလိုမျိုးပေါ့နော်ဗီလာဆိုတဲ့အသင်းက အသင်းကြီးတွေနိုင်တဲ့အတိုင်းပဲဒါပေမဲ့နောက်တစ်ပတ်ကျရင်ဘာမှမဟုတ်တဲ့အသင်းကိုလည်းရှုံးရှုံးသွားတတ်တယ်ဆိုတဲ့အနေထားကရှိတာဟုတ်အဲ့တော့ဗီလာဆိုတာဘယ်လိုလဲဆိုတော့သိပြီးတော့ညှော်လင်းလို့မရတဲ့အသင်းပေါ့ဒါညှော်လင်းထားတယ်ဆိုလို့ရှိရင်ဗီလာကညှော်လင်းထားလို့လည်းဖြစ်စင်မှာဖြစ်တာဟုတ်ဒီလိုပုံစံမျိုးဗီလာမှာရှိတယ်အဲ့တော့ဗီလာကကောင်းရင်လည်းကောင်းတယ်နောက်တစ်ခုကဗီလာကကျရင်လည်းကျသွားတယ်ဒီလိုမျိုးပေါ့လက်ရှိမှာတော့ဗီလာကကောင်းနေတဲ့ဘက်ကိုရောက်နေတဲ့အသင်းလို့ပေါ့နော်ဒါကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒါမှန်တော့ခက်တယ်ပေါ့နော်ဒါဗီလာကိုကျွန်တော်တို့ပြောမယ်ဆိုလို့ကျွန်တော်မှန်ခက်တယ် ဒီတော့ဒီဘက်မှာကျွန်တော်အဓိကစဉ်းစားမှာတော့ရှင်းရှင်းလေးပဲလီဗာပူးကိုအဝေးကွန်းမှာနိုင်နိုင်ပါမလားပေါ့နော်အရင်တော့တော့အန်ဖီးဆိုတော့ဖြစ်နိုင်အောင်ဆိုပေမဲ့အခုကလည်းအန်ဖီးမှာလည်းလီဗာပူးကရှုံးနေတာဟုတ်အဲ့တော့သုံးခွဲဆက်ပြန်ဘီလာနိုင်ွားမလားပေါ့နော်အသင်းကြီး30ပေါ့စပါးပါထည့်တွက်မယ်အသင်းကြီးဆိုလို့ရှိရင်ဒီလိုအခြေအနေရှိတာဟုတ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောလုံးမှာကအနေထားတစ်ခုရှိတာဟုတ်ဘောလုံးမှာက အရန်ရလက်တွေအရန်ကောင်းနေပြီဆိုလို့ရှိရင်ရလက်တွေကပြန်ပြီးတော့ကျသွားတဲ့ရလက်တွေအရန်ဆိုးနေပြီဆိုလို့ရှိရင်ရလက်တွေအရန်ပြန်ကောင်းသွားတဲ့အနေအထားမျိုးရှိတယ်လေအဲ့တော့ယူရိုပါလီကတော့အချိန်တက်လို့ရှိရင်ဗီလာတက်ပါပဲ AC တက်တယ်အဲ့တော့ယူရိုပါလီရှော့ပွဲကိုခေါင်းထဲပယ်ထားလို့ဆိုဆိုလို့ရှိရင်ဗီလာကရလက်ကောင်းတယ်လို့ပြောလို့ရတယ်ဒီဘက်ကလီဗာပူးကကျတော့ကျွန်တော်တို့ဂျာရီယာဖရန့်ဘက်ကိုနိုင်တဲ့ပွဲဖယ်လိုက်လီဗာပူးကရလက်မကောင်းလို့ပြောလို့ရတယ်အဲ့တော့ရလက်မကောင်းတဲ့အသင်းနဲ့ရလက်ကောင်းနေတဲ့အသင်းနဲ့တွေ့တဲ့ပွဲမှာရလက် အရန်ကောင်းဖို့လိုအပ်နေတဲ့အသင်ကကြတော့ Villa မဟုတ် Liverpool ဖြစ်တယ်နောက်တစ်ခုကအိမ်ပွဲကကြတော့ Anfield ဖြစ်တဲ့အခါမှာတော့ကျွန်တော်ကတော့ဒီပွဲမှာပေါ့နော် Villa နိုင်သွားမယ်ဆိုတဲ့ဘက်မှာတော့ကျွန်တော်ကတော့သိပြီးတော့မနေစင်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဒီကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါပေါ့နော် Liverpool နဲ့ Villa ဒါဒီပွဲရဲ့ကိုရလက်ခံမဲ့ပဲလေးခေါ်လိုက်ရှင်လေဒါကိုရတော့စပြီးတော့ခံမဲ့ပေးပါဦးကျွန်တော်ကဒီလိုဘလို့စဉ်းစားလဲဆိုတော့ဒီဘောက်ကကျတော့နောက်လာမယ်ပွဲရတော်တော်လေးကြက်နေပြန်။ပြောမှဆိုဒီ ဒီအတွန်ပြောင်းတဲ့ဘွဲမှာလည်းသူတို့ရလက်မကောင်းလို့သူတို့ရလက်မကောင်းနေလမ်းကြောင်းကြီးကသူတို့ကြီးဟိုမှာရှည်သွားမှာပြအဲ့လိုမျိုးလဲကျွန်တော်ဖြစ်သေးတယ်အဲ့တော့ကျွန်တော်စပြီးစဉ်းစားတာဒီဘွဲတင်မှာတော့ဒီတရေလောက်တော့ဖြစ်မလာဘူးလို့စပြီးစဉ်းစားတယ်ပြီးတဲ့ခါကျမှဒီလီဗာပူးဒီအက်စတွန်ဗီလာကိုဘယ်လိုပြောအောင်လဲနိုင်နိုင်နိုင်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ဘယ်လိုပြောသွေးမိသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဘွဲမှာဒီဘာပူးကရက်စတွန်ဗီလာကိုပေါ့နော်ဒီနှစ်ခုခုံးမရှိဆိုတဲ့ရလက်လောက်နဲ့အနိုင်ရရှိသွားမှာကျွန်တော်ခံစားနေတယ် โอเคပါအခုရင်းတို့ ਨੇ ကျွန်တော်တွေဒီဘွဲလေးအမြင်တူပါတယ်ဒါပေမဲ့ကျွန်တော်ကတော့နှစ်ကိုးပြက်လောက်တော့ဖြစ်မယ်လို့တော့မထင်ဘူးပေါ့ရေနော်အပူချိုက်တဲ့အသင်းဆိုလို့ကျွန်တော်ကျွန်တော်လည်းဒါလီဗာပူးပဲပူချိုက်တယ်ဒါအန်ဖီမှာတော့လိုအပ်နေတဲ့အချိန်မှာတော့လိုအပ်နေတဲ့ရပ်မက်ပေါ့နော်အနိုင်ရပ်မက်ကိုသူတို့ယူနိုင်မထင်တယ်တေးတော်သိပြီးအဆင်မပြေဘူးပြောမယ်ဆိုလို့ရှိရင်တေးတော်သိပြီးအဆင်မပြေဘူးနိုင်ဖို့လိုတာပေါ့လေနော်ဒါဒီဘွဲတွေနိုင်ပြီးတော့တော့မန်စီးတီးတော့ဒါပဲဘရီးရဲ့ပေါ့နော်ဒါဒီဘွဲတွေမှာလည်းသူကပေါ့ နိုင်ဖို့ဆိုတာကလည်းမလွယ်ဘူးလေအဲ့တော့လက်ရှိ villa ကိုအနိုင်ကန်ဖို့ဆိုတာကပို့ပြီးတော့အရေးကြီးတဲ့အခြေအနေမျိုးဖြစ်နေတာအောင်အဲ့တော့ဒီဘွဲမှာတော့သူတို့ဒါအောင်တော့လုံနိုင်မယ်လို့ထင်တယ်ပို့ပြီးတော့နိုင်ဂျင်စိတ်များနေတဲ့ liverpool ကိုမြင်ရမယ်ထင်တယ်ဘာလို့ဆိုတော့ပြီးခဲ့တဲ့ league class မှာ liverpool လူတွေခြံဝါတယ်ဒါအောင်ကျွန်တော်တော်တော်လေးတွေ့ရတာအောင်အဲ့တော့ဒီဘွဲ fire site ထားမှန်းဆိုတာတော်တော်လေးသိတာတယ်အဲ့တော့ဒီဘွဲမှာတော့ကျွန်တော်က liverpool အနိုင်ပဲရွေးတယ် liverpool က villa ကိုပေါ့နော်အိမ်ကွင်းမှာ anfield မှာပေါ့နော်ဒါနှစ်ကိုးတစ်ကိုးနဲ့နိုင်သွားမယ်လို့ကျွန်တော်တော့ခံမှန်းလိုက်ပါတယ် ကဲဒါဆိုလို့ကျွန်တော်ကျွန်တော်ရဲ့ဒါဒီနေ့ပွဲကြိုးအစီအစဉ်ကတော့ဒီလောက်ပွဲပေါ်လေနော်ဒါကျွန်တော်တို့ဒါအချင်းအခုပေးပြီးတော့သုံးသက်ပေးခဲ့တဲ့ကိုရဲတော်ကျေးဇူးတင်ပါတယ်။ The Premier Sport ကိုပေါ်တော့ဒါကြည့်ရှုနေတဲ့ Premier League ကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီဘိုင်းကိုတော့ဒီနေရာမှာပဲရှင်းသားလိုက်ပါရနော်။ကျေးဇူးတင်ပါတယ်